ဇလန်ရဲ့ဆာမှာတော့တောအုပ်တစ်ခုရဲ့အလယ်မှာလူမဲတယောက်ဟာကာရာမန်တွေနဲ့မော်ပညာတွေကိုရွတ်ဆူနေခဲ့ပါတယ်။တိတ်ဆိတ်တဲ့အမောင်လူတွေမှာဖြစ်တာကြောင့်ရေရွတ်တန်တွေဟာတတော်လုံးကိုပဲ့တင်ထက်လွန်နေခဲ့တာပေါ့။ကောင်းကင်ယံမှာလည်းလာမင်းကြီးဟာကိုယောင်ကိုထေတောက်ပစွာနဲ့ထွန်းလင်းလွန်နေခဲ့ပါတယ်။လူမဲကလည်းခုံတစ်ခုပေါ်မှာမျက်စောဘုရားရဲ့ဆင်းတူတော်နဲ့ဖျောင်းနိုင်ထုံးရင်အယိုးကောင်းတွေကိုပါတင်လို့ထားတာပေါ့ဗျာ။ ကြီးရတာကတော့တခုခုကိုပူဇော်ပါတန်းရဲ့သဘောပါပဲပူဇော်ပွဲရဲ့အောက်မှာတော့မွေကြီးကောင်ဟာဟိုဟိုဒီဒီနဲ့ရှောက်သွားလို့နေခဲ့ပါသေးတယ်လူမဲဟာမွေကြီးကိုကြီးပြီးမွေရဲ့သွေးကိုပေးဖို့အတွက်လှမ်းအမိန်ပေးလို့နေခဲ့ပါတော့တယ်ဒီအချိန်ကမင်းရဲ့သွေးကိုယူလို့အကောင်းဆုံးချိန်ပဲအခုငါမင်းရဲ့သွေးကိုလိုချင်တယ်ငါသွေးတောက်ဖို့တားကောင်းများများရှာလာပြီးစမ်းဒါမှငါရဲ့မောပညာအစွမ်းကြီးကပိုပြီးထက်လာမှာအခုသွေးတောက်စရာမရှိသေးဘူးဆိုတော့မင်းမဲလာစမ်းငါစီကို မွေနယ်ကြီးလဲလူမဲရဲ့အမိန့်ကိုနာခံပြီးလူမဲရှိရာကိုတရွေ့ရွေ့တွားသွားရင်းလာလို့နေခဲ့ပါရယ်လူမဲဟာမကောင်းတဲ့မော်အစီရင်တစ်ခုကိုပြုတ်လုလို့နေခဲ့တာပေါ့လူမဲလဲခနာကြတဲ့ခါမှာတော့ကာရာမန်နန်တွေနဲ့မွေသွေးရောထားတဲ့ဈေးရီကိုတောက်ခဲ့လိုက်ပါတော့တယ်ဈေးရီတောက်ပြီးမကြခင်မှာပဲမော်အစွမ်းတွေပြလို့လာခဲ့ပြီးဘေးပပတ်လေကနေအစိမ်းရောင်လင်းနှံတွေထွက်ပေါ်လို့လာခဲ့တာပေါ့လူမဲကလည်းမော်အစွမ်းတွေကြောင့်အသားရည်တွေဟာမီးလောင်ထားသလိုမျိုးဖြစ်လို့နေခဲ့ပြီးမျက်လုံးတွေကလည်းပြူးကျဲလို့နေခဲ့ပါတယ် မျက်လုံးတွေဟာကနာမငိမ့်ပဲကစားနေပုံကိုကြည့်ရတာကတော့အယူတယောက်နဲ့တူလို့နေပါတယ်။ဒီလိုနဲ့ပဲမိုးရင်းအစားကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။နှွေအကုံမိုးအစားဆိုတော့လေမိုးကတပွဲပွဲကြာနေတဲ့ကြားကနေမြူတွေကအနှဲငယ်ရောလို့နေသေးတာပေါ့။တောနဲ့၅မိုင်လောက်ဝေးတဲ့နေရာမှာတော့ရွာကလေးတွေဟာတည်ရှိလို့နေပါတယ်။အဲဒီရွာကလေးမှာတော့လူပြိုကြီးလေးဖြစ်မုတ်ဆိုးလေးဖြစ်တဲ့ဦးစံပါတယောက်နေထိုင်ခဲ့တာပေါ့။ ဦးချမ်းမဟာလူလက်ပိုင်းအရွယ်ဖြစ်ဖြစ်အေးအေးဆေးဆေးနေတတ်တဲ့သူတယောက်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ရွာမှာရှိနေတဲ့လူတွေနဲ့တရင်တနည်းမနေပဲတောနဲ့အိမ်အိမ်နဲ့တောပဲကူးလေရှိပါတယ်။အခုကမှတော့ရွာတကြီးရဲ့အကူအညီတောင်းခံမှုကြောင့်တောတွေကိုတမင်ဖမ်းဖို့အတွက်အတုပ်ပိုးတွေပြင်ပြီးထွက်လွတ်လာခဲ့ပါတယ်။ဘယ်သူနဲ့မှမပတ်သက်ရှင်းအောင်တကြီးကိုတော့ရှောင်လွဲလို့မရတာကြောင့်တကြီးခိုင်းတဲ့အတိုင်းဦးဆန်ပါတယောက်လှုပ်ပေးခဲ့ရရှာပါတယ်။ဦးဆန်ပါဟာတောတွေကိုဝင်းပြီးအမဲလိုက်နေကြဖြစ်တဲ့အတွက်အမဲလိုက်တဲ့ကိစ္စဟာဦးဆန်ပါအတွက် ွက်ကတော့ထမင်းစားရည်တောက်အဆင့်လောက်ပဲရှိပါတယ်။ဒါပေမဲ့လည်းခါတိုင်းနဲ့မတူပဲဒီတစ်ခါတော်ရဲဝင်လာတဲ့အချိန်မှာတော့ဦးစံပါတယောက်ကြောရီရှမ်းလို့လာခဲ့ပြီးကြောက်စိတ်တွေဝင်လို့နေခဲ့ပါတယ်။ကျောက်စိတ်တွေကိုအတန်တိုင်းဆုံးမျိုးသိရင်တကြီးရဲ့အမဲရရဲ့မျိုးမျိုးမမျက်ပေးမယ်ဆိုတဲ့အတန်ကိုပဲကြားရလို့နေခဲ့လိုက်ပါတယ်။အဲဒီလိုနဲ့ပဲဦးစံမာတယောက်အန်ဒီရဲ့အငွေသက်ကိုခံစားနေခဲ့ရပေမဲ့လို့လည်းတောရဲကိုအရေးစွန်မြူဝင်လို့သွားခဲ့ပါတယ်။တောကနှက်လာလေးလေးမျိုးရဲကများလာလေးလေးပါပဲ။ ဘလောက်တောင်မြူခိုးများသလဲဆိုရင်ဦးစံမှာအသက်ရှူကျက်လာတဲ့အထိများလို့နေခဲ့ပါတယ်။ဟာဒီကောက်တော်လာတာတော်တော်စိတ်ပြက်ဖို့ကောင်းတာပဲ။မြူတွေကလည်းများလိုက်တာအသက်တောင် မရှူနိုင်တော့ဘူး။မြူတွေကြောင့်တောနဲ့လာလေလေဘာမှမမြင်ရတော့လေလေပဲ။အန်ဒီရေကိုငါစီလာအောင်ငါကူငါတွန်းပုံနေသလိုပဲ။ဟူးမောပါရဲ။ငွေရမယ့်ကိစ္စမဟုတ်ရင် အခုပဲရွာကိုပြန်လိုက်ပါရဲ။အဖြစ်သေးပါဘူး။အသက်ရှူချောင်းရေလေးပါလေတောက်အောင်ပါ။ ။ဦးဇံပါလဲရေတောက်ရင်ရွာကဝဲပြန်ရင်ကောင်းမလား။ပတ်စံရဖို့အတွက်တော်ရဲကိုပဲဝေးရင်ကောင်းမလားလို့တက်ပြင်းတရှာချမ်းနဲ့ထိုင်တွေ့လို့နေပါရယ်။နောက်ဆုံးမှာတော့တော်ရဲသွားပြီးအမဲလိုက်ဖို့ကသာရွေးချယ်ရင်တော်ရဲကိုထွက်လို့လာခဲ့တာပေါ့။အမဲလိုက်မယ့်နေရာကိုရောက်တဲ့အခါမှာတော့အတော်လေးကိုမိုးလျှော့လို့နေခဲ့ပါပြီ။ဒါကြောင့်ဦးဇံပါလဲတော်ရန်တိရစ္ဆာန်ရဲ့အန်ဒီရဲကနေကာကွယ်ဖို့အတွက်တပင်မော်ကိုတက်ပြီးဝါလင်းစင်လေးစောက်ပါတော့ရယ်။ဦးဇံပါရဲ့ရွေချက်ကတော့လင်းစင်ဒီပေါ်မှာအေးရဲတမင်အလာကိုစောက်မှာပေါ့ဗျာ။ အခိုင်အခံဆုံးမီးရင်ကလေးကိုတုံးပြီးလင်းစင်လေးကိုစောက်လို့လို့หนีခဲ့ပါတော့တယ်။တတော်လုံးဟာလည်းမြူရင်းနဲ့ပြင်းနေလို့หนีခဲ့ပြီးတိတ်ဆိတ်မှုအတီဖြစ်လို့หนีခဲ့တာပေါ့။ ဘဲကိုပဲជីជីမှောင်မဲလို့နေခဲ့ပြီးတော်ယုံတသိမျိုးနဲ့တော့မသွားရဲလောက်တဲ့နေရာတခုပါညနေလာလေးလေးအေးတက်ကပို့လို့လာလေးပါပဲအုပ်ဆံမတရားခါတိုင်းနဲ့မတူပဲဒီကနေ့မှာတော်ရဲကိုစဝင်လာတဲ့သူတယောက်လို့ကြောက်ရွံ့လို့နေခဲ့မိတာပေါ့တတော်လုံးမှာလည်းအတန်ဆိုလို့တစ်ချက်တစ်ချက်ထွက်လာတဲ့အားအော်တန်ကိုသာကြားလို့နေခဲ့ရပါတယ်ဒါပေမဲ့လို့လေရုတ်တရက်ဆိုသလိုမနီမဝေးနေရာတခုကနေဂါရာမန်နဲ့ရုတ်စုံနေတဲ့အတန်တခုကိုအုပ်ဆံမကြားခဲ့လိုက်ရတာပေါ့အိုး တယုတ်ဒီနိငါရဲ့အစွမ်းဒီထက်ငါအမိန်ကိုနားခံတလောကလုံးငါရဲ့စကားကိုနားခံစေဟာဒါဘာတမလေးဒီတော့နဲ့ဒီမှာငါတယောက်ပဲရှိနေတာမဟုတ်ဘူးလားဒါဒါဒါဘသူတန်လေငါ့ကိုတောရှောက်နေတာမြလားအမ်မဖြစ်နိုင်ပါဘူးလေခါတိုင်းလဲငါဒီကိုလာနေကြပဲဒီလောက်တောနဲ့နေတာတော်ယုံတန်ယုံလူတော့မဝင်လာရဲလောက်ကိုအတန်လာတဲ့နေရာကိုတေချာနားထောင်အောင်ပါပဲမကောင်းဆိုးွားရည်ဆိုရင်တော့တခါတည်းအရှင်းဖြစ်ပလိုက်ပဲ အဲဒီလိုနဲ့ပဲဥစ္စာမာတရာအတန်လာရနေရာကိုတေချာနားဆွင့်ပြီးနားထောင်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အတန်ဟာပုံမူကျေလောင်လို့လာခဲ့ပြီးဥစ္စာမာရဲ့အနီးကိုရောက်ရှိလို့လာခဲ့တာပေါ့။ဥစ္စာမာလည်းအတန်လာရနေရာကိုတနက်နဲ့တေချာချင်းလို့ထားခဲ့လိုက်ပါတယ်။ဘယ်လိုမှတည်ရင်နေစေကိုမထိန်နိုင်တော့ပဲလင်းစင်ပေါ်ကနေအောက်ဘက်ကိုဆင်းလို့သွားခဲ့တာပေါ့။တပင်အောက်ကိုရောက်တဲ့အခါမှာတော့ဥစ္စာမာဟာတနက်ကိုတင်းတင်းကျပ်ဆုပ်ကန်ခဲ့လိုက်ပြီးအရှိမကြုံရမယ့်အရာကိုပြစ်ဖို့အတွက်အစင်သစ်ပင်လို့ထားခဲ့လိုက်ပါတယ်။ ။တတိကြီးကြီးထားပြီးအရှိကိုတဖြည်းဖြည်းရှောက်လာတဲ့အခါမှာတော့အော်တန်တစ်ခုကိုကြားလိုက်ရတာကြောင့်ဦးဆံမာရဲ့ရှီလန်းတွေရက်တန်လို့သွားပြီးအတန်လာရနေရကိုတဲကြီးမဲကြီးလိုက်ရှာပါတော့တယ်။ပေပပလေကိုလိုက်ရှာရင်ဦးဆံမာတယောက်ပြပြတလဲကိုဖြစ်လို့နေခဲ့တာပေါ့။ ံကောင်းနေပဲဆိုရမလားမိုးဆဲသွားတဲ့အချိန်မှာတော့ရုတ်တရက်ကောင်းကင်မှာလာတာလို့လာခဲ့ပါရယ်လာရဲ့အလင်းရောင်ကြောင့်ပဝင်းချင်းကိုအနှဲငယ်မြင်လို့လာခဲ့ရပါပြီဦးဆန်မားကလည်းလာရဲ့အလင်းရောင်နဲ့ဟိုဒီဒီရှားပွေကြီးတဲ့အခါမှာတော့သူ့ရဲ့အရှိကနေပိမ့်ပိမ့်ပါပါအသားမဲမဲအမျိုးသားတယောက်ရက်နေတာကိုတွေ့ခဲ့လိုက်ရပါတော့တယ်လူမဲရဲ့မျက်နှာဟာဒေါသတွန်နေပုံပေါ်ပြီးပါဇက်မှာလည်းတခုခုကိုအစိမ့်လိုက်ကြိုက်စားထားတယ်လို့မျိုးတွေးပြီးပေးပွားလို့နေခဲ့ပါရယ်ဦးဆန်မားကလည်းရုတ်တရက်မြင်လာရတဲ့မြင်ကွင်းကြောင့်သူ့ကို သူမယုံနိုင်တွေပါဖြစ်ဖြစ်ပါဇက်အဟောင်းသားနဲ့ဖြစ်လို့နေခဲ့ရချတာပေါ့အတိစိတ်ကိုပြန်လဲထင်းရင်လက်ထဲကတနက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့လိုက်ပါတော့တယ်လူမဲလဲဦးစံပါကိုကြီးပြီးစကလုံးကျန်းကျန်းတွေနဲ့ပြောဆိုလို့နေခဲ့တာပေါ့မင်းဒီတော်ရဲကိုဘာသာလုပ်တာလဲငါနေရာကိုရရဆဆကျူးကျော်ရဲတယ်မင်းရောက်နေတဲ့နေရာကငါပိုင်နေဆိုတာမင်းမသိဘူးလားဖိုးကြီးရဲ့ဘယ်သူရဲ့ခွင့်ပြုချက်နဲ့ငါရဲ့ပိုင်နေကိုကျူးကျော်ရဲတာလဲပြေစမ်း ဒီတော့ကမင်းပိုင်တယ်လို့ဘာသူပြောလဲဒီတော့တွေကိုဘာသူမဆိုလာလို့ရတယ်မင်းရဲ့ခွင့်ပြုချက်လုံလို့လာရဲ့တော်တွေကိုကြိုက်တဲ့သူဝင်နိုင်တယ်လို့ပြန်လဲထွက်ခွင့်ရှိတာပဲကွမင်းစီကခွင့်တောင်းရအောင်မင်းကဘာမလို့လဲတော်တော်ငါရှိကနေထွက်သွားစမ်းဒီတော့ကိုဘာသူမှမပိုင်ဘူးကွမင်းလည်းမပိုင်ဘူးငါလည်းမပိုင်ဘူး လူမဲလည်းဦးစံပါစကားကိုကြားပြီးအတော်လေးကိုဒေါသထွက်လွသွားခဲ့ပါတယ်။ဦးစံပါစီအချိန်နဲ့ပြေးသွားလိုက်ပြီးစတင်တိုက်ခိုက်ခဲ့တာပေါ့။ဦးစံပါကလည်းလူမဲတိုက်ခိုက်လာတာကိုပြန်ကူးခံတဲ့အနေနဲ့တနက်နဲ့ပြန်ပြစ်ပါလာတယ်။လူမဲကတော့တနက်ကြီးစံမှန်ပေမဲ့လို့လည်းဘာမှဖြစ်မလာတာကိုဦးစံပါတွေ့တော့အတော်ကိုထိတ်လန့်လွသွားခဲ့ပါတယ်။စိတ်ကိုတည်ငြိမ်အောင်ထင်းရဲ့အသင်းပါလာတဲ့မော်တာကိုဆွဲထုတ်ခဲ့လိုက်ပါလာတယ်။ မော်တာနဲ့လူမဲကိုထက်ခါထက်ခါခုတ်ခဲလိုက်တာပေါ့လူမဲကလည်းဒေါသတကြီးရဲ့ဥစ္စာကိုပြန်လဲတိုက်ခိုက်ပါတော့တယ်အချိန်တော်ကြာအောင်သူတပြန်ကိုတပြန်တိုက်ခိုက်ကြရင်အနိုင်အရှုံးမပေါ်သေးပဲဖြစ်လို့နေခဲ့ရှာပါတယ်နောက်ဆုံးမှာတော့ဥစ္စာလည်းသူတက်ထားတဲ့မော်အတက်တွေကိုစတင်ရွတ်ဆိုရင်မော်တာကိုပိုအစွမ်းထအောင်လုပ်လို့နေခဲ့ပါတော့တယ်နမောဗုဒ္ဓတောမြတ်စွာဘုရားရှိခိုးပါ၏အိုးနမောဗုဒ္ဓရာနမပတိမော်တာလေးရေ ။ငါရဲ့အမေကိုနားခံစမ်းအခုရှက်ရှင်အစွမ်းလေးပိုတိုးလာစေ။ဒီမိစ္ဆာကို အမြင့်ပြည့်ရှေမုံပြစ်စမ်း။လူမဲလည်းဦးစံပါရဲ့အစွမ်းကိုမြင်သွားခဲ့တဲ့အခါမှာတော့ဦးစံပါဟာခေတူတရားမဟုတ်ဘူးဆိုတာသိလို့သွားခဲ့ပါတယ်။တိုက်ခိုက်ရင်ရုံးမဲဆိုတာကိုသိတာကြောင့်အမြန်ထွက်ပြေးခဲ့တာပေါ့။အဲဒီနောက်မှာတော့လူမဲဟာသူ့နေထိုင်တဲ့လိုင်ကူကြီးစီကိုပြန်လွတ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဦးစံပါဟာသူ့စားလုပ်ထားတဲ့တဲလေးစီကိုအပြေးလေးသွားခစ်လိုက်တာပေါ့။ ။ဦးဆန်ပါလေလူမဲနောက်တစ်ချိန်ပြန်လာမှာကိုသိညီတဲ့အတွက်သူတက်ထားတဲ့ပညာတွေကိုထုံရင်အစွမ်းတက်တဲ့ပရိကျိုးတွေကို ဖန်တီးလို့နေပါတော့တယ်။တစ်ဖက်မှာဥစံပါအစွမ်းကုန်ထုတ်နေတယ်လို့ပဲတခြားတစ်ဖက်မှာလည်းလူမဲဟာသူမှရှိတဲ့ပညာရင်းနဲ့စွမ်းအားကြီးမအောင်လုပ်လို့နေခဲ့ပါတယ်။လူမဲရဲ့အွန်လိုင်းပညာရေးအစွမ်းထပ်ဖို့အတွက်သွေးတောက်ခဲ့ရတာပေါ့။ဒါကြောင့်လဲမွေကြီးကိုစင်ခွန်လိုက်ပြီးတားကောက်တစ်ကောင်ကိုဖန်ခိုင်းလိုက်ခြင်းပဲဖြစ်ပါတယ်။မွေကြီးဟာလူမဲရဲ့အမိန်ကိုနားခံပြီးတောဝက်တစ်ကောင်ကိုဖန်လာကပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပဲလူမဲဟာတောဝက်ရဲ့သွေးကိုအားရပါရနဲ့စားတောက်ပြီးခဲ့လိုက်တာပေါ့။သွေးကိုတောက်ပြီးတာနဲ့စွမ်းအားတွေပြေ းလိုလာခဲ့ပြီးဥဆက်မကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လာတယ်။ငါမဲစီလာခဲ့မယ်။အခုတော့ငါ့ကိုမင်းနိုင်မှာမဟုတ်တော့ဘူး။မင်းကပဲရာရာဆဆငါပိုင်နဲ့ထဲလာရဲ။ငါပိုင်နဲ့ကိုလာရဲဘယ်သူမှဆိုအတင်းဆုံးနဲ့တည်ရမယ်ကွာ။ဒီတခါတော့မင်းပြန်ခံရမယ်အလေပဲ။ဟာဟာဟာ တဖက်မှာလည်းဦးစံပါဟာလူမဲပြန်လာမဲ့အချိန်ကိုစောင့်ဆိုင်းလုပ်နေပါတယ်။တနိုင်တလောက်အစင်သစ်ပြင်လို့ထားခဲ့ပြီးဝါထဲလေးပေါ်မှာပဲထိုင်ဆောင်လုပ်နေကြတာပေါ့။စောင့်နေရင်လည်းညနေကောင်ရဲ့အချိန်ကိုရောက်သွားလာတဲ့အခါမှာတော့တနက်ကိုရင်ဘတ်မှာပွေဖက်ထားရင်အိပ်ပျော်လို့သွားခဲ့ပါတော့တယ်။အိမ်မောကြာနေတာဖြစ်တဲ့အတွက်လူမဲသူ့စီလာနေတာကိုမကြားခဲ့လိုက်ဘူးပေါ့။လူမဲကလည်းဦးစံပါရှိတဲ့တစ်ပင်အောက်ကိုရောက်တာနဲ့အောင်လန်းအတတ်ပညာတွေကိုစတင်ရွတ်ဆိုသွားတော့တယ်။အိုး ဓမ္မနမပတမလအာကဝန်ချစ်ဓမ္မနယုစာအခမလူမဲလေအောင်လန်းအတက်ပညာတွေကိုရွတ်ဆူခေးလိုက်တာနဲ့သူ့ရဲ့ဘေးပပက်လေကနေအစိမ်းရောင်အလင်းနှံတွေထွက်ပေါ်လာခဲ့ပါတယ်။တချိန်တည်းမှာပဲလူမဲရဲ့ပဇက်ကနေမိတောင်မီလီယံကြီးတွေကိုပုတ်ထုတ်လာနိုင်ခဲ့တာပေါ့။သူ့ရဲ့အစွမ်းတွေကအမှန်တကယ်တိုးတက်လာပြီးဖြစ်တာကြောင့်လူမဲဟာတစ်ပင်ပေါ်ကိုတက်ပြီး ်ဦးစံပါကိုတက်ဖို့အတွက်ကြံ့ရွယ်ပါတော့တယ်။ဒါပေမဲ့လို့လည်းကံကောင်းတယ်လို့ဆိုရမလား။ဦးစံပါတယောက်တစ်ပင်အောင်မှာကြားနေရတဲ့စုညံတန်တွေကြောင့်လန့်နိုးလို့သွားခဲ့တာပေါ့။ ။ဦးဇံပါကလည်းကမန်ကနန်ထားခဲ့လိုက်ပြီးအသိဉာဏ်ဆောင်လာတဲ့အနီယောင်အဆောင်လေးကိုထုတ်ကာကာရာမန်နန်ဒီကိုရွတ်ဆိုလို့နီးခဲ့လိုက်ပါတော့တယ်။အနီယောင်အဆောင်လေးကာရာရွတ်ဆိုခဲ့လိုက်တာနဲ့လျှက်စည်းလက်စလိုဖြစ်လာကအစွမ်းပြပါတော့တယ်။အဲဒီလိုနဲ့ပဲလူမဲနဲ့ဦးဇံပါတို့ရဲ့တိုက်ပွဲဟာစတင်လို့လာခဲ့တာပေါ့။လူမဲလည်းအောက်ကနေမီးနဲ့မှုတ်တယ်လို့ဦးဇံပါကလည်းအပေါ်ကနေလျှက်စည်းနဲ့ဖြစ်ပါတော့တယ်။ဒီမှာလူမဲမင်းဘလောက်ပဲအစွမ်းထက်တဲ့ငါရအောင်ကုကံမဲဒီတော့ကမင်းအပိုင်လို့ထင်နေရတော့ မင်းတတော်ကိုအတားကြီးနေပြီကွာမင်းငါကိုဒီတော့ကနေလွယ်လွယ်နဲ့မောင်းထုတ်လို့ရမယ်လို့မထင်နဲ့နော်။ငါနောက်ဆုံးချိန်ထိမဲကိုပြန်ပြီးခုခံနေအောင်ပါ။မင်းပါပဲပြောပြောဒီတော့ကိုငါပိုင်တယ်။မင်းဒီတော့ရဲကိုဝင်လာဖို့တွေးကြတဲ့ကမင်းမားနေတာပဲ။အခုတော့ငါလက်ထဲမှာပဲမင်းသိရတော့မယ်။ဒီတော့ကိုဘသူပိုင်လဲဆိုတာကိုမကြခင်မင်းသိရတော့မှာပါ။ဟာဟာဟာ လူမဲရဲ့တင်းတင်းစီစီပြောသမျှတွေကိုခံခဲ့လိုက်ရတဲ့ဥစ္စံပါတရားအတော့ကိုဒေါသထွက်လို့သွားခဲ့ပါတော့ရယ်။တဆေနိုင်နေကာရာတဘုတ်ကိုရွတ်ဆိုရင်ဒေါသကိုပြေဖြောက်ခဲ့လိုက်တာပေါ့။အုံးနမောဗုဒ္ဓသာဗုဒ္ဓကုံတရားကုံတန်ခါကုံထက်เสียရထက် လူမဲလဲဦးစံပါရဲ့ကာရာရွတ်တံကိုကြားခဲ့လိုက်ရတာနဲ့တပြိုင်နက်တည်းနားကိုပိတ်ပြီးအတကုံအော်ဟစ်လို့နေခဲ့ပါတယ်။နရွက်နှစ်ဖက်ကိုလက်နဲ့အုပ်ပြီးစူးစူးဝါးဝါးကိုအော်ဟစ်လို့နေခဲ့တာပေါ့။ဦးစံပါရဲ့ကာရာရွတ်တံကပို့ပြီးတော့ကျေလောင်လာလေလေနားကျင်လုံးလုံးအော်ဟစ်နေတဲ့လူမဲရဲ့အတန်ကလည်းပို့ကျေလာလေလေပါပဲ။နောက်ဆုံးမှာတော့လူမဲလဲဘလုံးမတီးမခန့်နိုင်တော့တာကြောင့်ဦးစံပါရှိရာတစ်ပင်ပေါ်ကိုလိုက်တက်လို့သွားခဲ့ပါတော့တယ်။ ။ဦးစံပါလဲမော်တာကိုတင်းရက်စုပ်ကန်လို့ထားပြီးတစ်ပင်မော်တက်လာတဲ့လူမဲကိုစောင်းလို့နေခဲ့တာပေါ့။လူမဲမင်းအပေါ်တက်လာလဲမင်းကိုမော်တာနဲ့အပိုင်းပိုင်းပြက်အောင်ခုတ်ပြမှာမင်းတတိရှိရင်တက်လာခဲ့စမ်း။လူမဲလဲအာကုံတုံးပြီးတစ်ပင်မော်ကိုတက်တော်တာပေါ့။တစ်ပင်မော်မှာစောက်ထားတဲ့ကွပြက်ပေါ်ကိုလဲရောက်ရောခြေတုံချတုံဖြစ်ပြီးခြေထောက်တွေဟာအားနည်းလို့လာခဲ့ပါတော့တယ်။ ။ဦးဇံပါကလည်းလူမဲအားနေနေတာကိုအခွင့်ကောင်းယူပြီးလူမဲရဲ့ရင်ဘတ်တဲကိုမော်ဓာနဲ့ထိုးခဲ့လိုက်ပါတော့တယ်။လူမဲဟာဓာတန်ရာကြောင့်ရုတ်တရက်အားနေလို့လာခဲ့ပြီးဝါကွတ်ပြစ်ပေါ်ကနေပြုတ်ကျလို့သွားခဲ့ပါတော့တယ်။လူမဲကလည်းမြေပြင်ပေါ်ကိုကြာသွားတာနဲ့တန်ရာရထားတဲ့နေရာကိုဖိထားရင်မြေပြင်ပေါ်မှာလူသိမ့်လို့နေခဲ့ပါတော့တယ်။အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့လူမဲဟာအောက်လန်းအတက်ပညာတွေကိုသုံးပြီးတန်ရာကိုပျောက်ကင်းအောင်ကုသလို့နေခဲ့တာပေါ့။တန်ရာတွေပျောက်သွားတာနဲ့ဦးစံပါစီပြန်လာခဲ့ပြီးတိုက်ခိုက်ဖို့ကို ပြင်ဆင်ပါတော့တယ်။မင်းရဲ့ပညာတော့ကတော့ငါကအပြော့ပါ။မင်းငါကိုတက်ရှင်တာလား။မင်းရဲ့ပညာတော့လေငါကိုတက်နိုင်မယ်လို့ထင်နေတာပေါ့။မင်းရဲ့စန္ဒာတွေဘယ်တော့မှပြေလာမှာမဟုတ်ဘူး။ကဲငါရဲ့အောက်လန်ပညာတွေကိုမင်းသိအောင်ပြရသေးတာပေါ့ကွာ။ လူမဲလဲအောင်လန်းအတတ်ပညာတွေကိုရွတ်စုံလို့ညီခေပါတော့တယ်။မကြခင်မှာပဲဘေးပတ်ဝင်ချင်းကနေလေပြင်းတွေဟာရုတ်တရက်တိုက်ခတ်လို့လာခဲ့တာပေါ့။လူမဲရဲ့အောင်လန်းအတတ်ပညာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းမဲမောင်လို့လာခဲ့ပြီးတစ်ပင်တွေဟာလဲကြလို့အတန်းရိုင်နေလို့ညီခေပါတော့တယ်။တစ်ပင်ပေါ်မှာရှိနေတဲ့ဦးဆန်းမကလည်းအောက်ကိုမပြုတ်ကြဖို့အတွက်တစ်ပင်ကိုအတင်းဖတ်ထားခဲ့ရရှာပါတယ်။ ဦးဇံမာဒုက္ခရောက်နေတာကိုအခွင့်ကောင်းယူပြီးလူမဲဟာသူ့ရဲ့ပါဇက်ကနေမိတောက်တွေနဲ့ဦးဇံမာကိုမှုတ်ထုတ်ခစ်လိုက်တာပေါ့ဦးဇံမာခမရဘေးကတိတ်ကိုင်းယူနေထိုးမိပြီးတကူလုံးပေါက်ပြဲကဒန်ယာရီကနေတွေးထီထွက်လို့လာခဲ့ပါတော့တယ်လေစင်ပေါ်မှာလေလျောင်းရင်ထွက်လာတဲ့တွေးတွေကိုအတက်နိုင်ဆုံးလက်နဲ့ပိတ်ဆို့လို့ထားခဲ့တာပေါ့ကောင်းတယ်တိတ်ကောင်းတယ်မင်းတို့လိုလူသားတွေကဒီလိုဖြစ်ဖို့ပဲတန်တယ်ငါ့ကိုအပြစ်မတင်နဲ့ငါဒီလိုဖြစ်သွားအောင်မင်းတို့တွေပဲလုပ်ခဲ့တာ ငါကိုအသားမဲလို့ဆိုပြီးဘယ်သူမှဂယုမဆိုင်ပဲပြစ်ထားခဲ့တာမိဘမဲတယောက်ဆိုပြီးငါကို မလေးမစားတရွာလုံးကဆက်ဆံခဲ့ကြတဲ့အတွက်ရွာမှာရှိတဲ့လူတိုင်းကိုငါတက်ပြစ်မှာမင်းကငါကိုမမှတ်မိပေမဲ့ငါကမင်းကိုမမှတ်မိရဲ့လေငါကိုပြောတဲ့အထက်မှာမင်းမပါပေးမယ်လို့လေအဲဒီရွာမှာရှိတဲ့လူတိုင်းကိုငါတက်မှာမလို့မင်းကိုလည်းတက်ပြစ်ရမယ်မင်းတို့ရွာထဲမှာငါလာနေတာငါကိုလူလို့သူလို့မဆက်ဆံတဲ့အတွက် ဒီတော်ထဲမှာအောင်လန်းပညာတွေကိုလေ့လာရင်မင်းတို့ရွာကလူတွေအားလုံးကိုတက်ပြဖို့အတွက်ငါကြံစီနေခဲ့တာ။ဥစ္စာမခင်ဗျာလူမဲပြောတာတွေကိုနားမထောင်နိုင်တော့ပဲတန်ရာရဲ့အရှင်ကြောင့်အော်ဟဲလို့နေခဲ့ပါတော့လေ။ဥစ္စာမတန်ရာရင်းနဲ့လဲနေတာကိုအခွင့်ကောင်းယူပြီးလူမဲဟာသူရဲ့အောက်လန်းပညာရည်နဲ့စီရင်ထားတဲ့ဓာတ်နဲ့ဥစ္စာဘာကိုခုတ်ပြဖို့အတွက်ကြံရွယ်လို့หนีခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲယုတ်တရံဥစဉ်တစ်ပါးရောက်ရှိလွတ်လာခဲ့တာပေါ့ ။ဦးစင်လည်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်ဆိုရင်းလူမဲကိုတားဆီးလို့နေခဲ့ပါရယ်။နမောဗုဒ္ဓတာမြတ်စွာဘုရားရှင်အားဦးတင်ပါရယ်ဗျာ။တပေတော့အရှင်ဘုရားရဲ့ဂုဏ်တော်တွေကိုနေ့စဉ်နေ့တိုင်းပွားများခဲ့ပါရယ်ဗျာ။ဤမှန်ကန်သောတစ္ဆာစကားကြောင့်ဒီလူမဲတကာအားနည်းလာပြီးတစ်ဖက်လူကိုမတိုက်ခိုက်နိုင်ပါစေနဲ့တော့ဗျာ။ တပင်ဘောကိုရောက်သွားတဲ့လူမဲလေဦးစင်းရဲ့တစ္ဆာစကားကြောင့်ခြေထုံချတော်ဖြစ်ကဒုတိယအကြိမ်ထပ်မံအားနည်းလို့လာခဲ့ပါတယ်။အားနည်းလာတာနဲ့တပြိုင်တည်းတည်းလက်မကင်ထားတဲ့ဓာတ်ကလည်းအဝေးကိုလွင့်စင်လို့သွားခဲ့တာပေါ့။တပတ်မှလည်းဦးစင်းဟာဖျားကုံတော်တွေကိုထက်ကထက်ကပွားများရင်တကူတွေထုတ်လွှင့်လို့နေခဲ့ပါတယ်။လူမဲကိုလည်းတရားပြပြီးနားရှာလို့နေခဲ့တာပေါ့။တကကြီးတကကြီးရဲ့လှုပ်ရက်တွေကိုဒီမှာပဲရက်တန်းကရက်လိုက်ပါ။သူများတွေကိုအပေါ်မကောင်းလို့ ကိုကသူများပေါ်ပြန်မကောင်းဘူးဆိုတာလူမိုက်တွေရဲ့လောက်ရပါတကားကြီးရဲ့အားလုံးကိုခွင်လွှတ်ပြီးဗုဒ္ဓရဲ့အရေးအောက်မှာခိုးဝင်ပါလားတရားရိပ်ဖရားရိပ်ဆိုတာအေးချမ်းပါတယ်တကားကြီးရဲ့အတ္တမန်မာနာတွေကိုလျှော့လိုက်ပါတော့ကွယ်အိုးဒီလိုဆိုတပည့်တော်အတွက်ဘယ်လိုလုပ်တရားမျှတမှုရနိုင်တော့မှာလဲဖရားတပည့်တော်ကိုလာပြီးနားမချပါနဲ့ အရှင်ဘုရားကတပည့်တော်လိုမခံစားရဘူးတော့အရှင်ဘုရားတပည့်တော်ကိုကိုကျဲစာတမမဟုတ်ဘူးသူတို့ရွာကလူတွေတပည့်တော်ကိုဘလောက်ထိဝိုင်းပြီးအနိုင်ကျင့်နှိပ်စက်စောကားကြတယ်လဲဆိုတော့အရှင်ဘုရားသိရင်အရှင်ဘုရားတော့တပည့်တော်အတွက်တရွာလုံးကိုလက်စားချီပင်းကျင်အောင်မှာတပည့်တော်မကြည့်နဲ့ဘူးသူတို့ရွာကိုတရွာလုံးအမြင့်ပြအောင်ရှေမုံမြေမှာဒီမုံတရားတွေကိုရှေဖြတ်ပေးနိုင်မယ် အရှင်ဘုရားတပည့်တော်ဒီကိစ္စတွေကို မတိရောအမှန်ပါဘုရားလူတွေနဲ့ရှုပ်ရှုပ်ရှင်းရှင်းမလုပ်ရှင်းလို့ရွာရဲ့အစုံပြားမှာပဲတပည့်တော်တယောက်တည်းအိမ်ဆောင်နေတာပါသူကစော်ကားပုတ်ခတ်တဲ့အထင်းမှလည်းတပည့်တော်မပါခဲ့တာအမှန်ပါတပည့်တော်ကိုကဲတော်မူပါအောင်ဘုရားအရှင်ဘုရားမမောကဲ့ရဲ့တပည့်တော်ဒီနေရာမှာပဲတည်ရပါလိမ့်မယ်ကြားတယ်နော်ဒကာကြီးဘာမှမသိတဲ့သူတယောက်ကိုဒကာကြီးတကယ်ကလေးစားရှည်မလို့လား သူများအသက်တွေကိုတက်လိုက်ရလို့ရောတကာကြီးကဘာပြန်ရမှာမလို့လဲတကာကြီးမှာအကုသိုလ်ကံတွေကြီးပဲတကာကြီးရဲ့အရင်ဘဝတုန်းကလည်းတကာကြီးအကုသိုလ်ကံတွေကိုပြုခဲ့ပြီလို့အခုလိုလူမုံများနေရတာဗောတကာကြီးရဲ့ဒီဘဝမှာထက်ပြီးအကုသိုလ်တွေကိုလုံနေအောင်မဲဆိုရင်တကာကြီးအဖန်ဖန်တလဲလဲထက်ကထက်ကလူအများရဲ့စော်ကားမှုကိုခံနေရမှာဗော အတီတရားတွေရပါတော့တကကြီးရဲ့ထမမိုက်ပါနေတော့အမားကိုတီးပြီးအမန်ကိုပြင်းနေဆိုတာသူတော်ကောင်းတွေရဲ့အလုပ်ပါပဲကွယ်အခုအရှိန်မိပါသေးတယ်မကောင်းတာတွေကိုထပ်ပြီးတော့မလုပ်ပါနေတော့နော်အာရှိပြီးတော့ဘုန်းကြီးကြောင့်ကိုပြန်ပြီးကိုရင်လေးတွေကိုပဲကျွန်တော်တရားရှာလိုက်ပါတော့တပည့်တော်ကိုဘာမှလာပြီးတရားရှာမနေနဲ့တပည့်တော်အရှင်ဖျားရဲ့စကားတွေကိုလည်းနားထောင်မှာမဟုတ်ဘူးဖျား အရှင်ဘုရားကိုတပည့်တော်အခွင့်ရေးပေးလိုက်မယ်အရှင်ဘုရားဒီနေရာကနေထွက်သွားရင်ထွက်သွားမဟုတ်ရင်တော့တပည့်တော်အစုံမစုံနဲ့ဘုရား လူမဲဟာဘလုံးမတရားချလို့ရမယ့်ပုံစံမပေါ်ပါဘူး။ဥစဉ်လဲဘလုံးမမတက်နိုင်တဲ့အဆုံးမှာတော့ဂါရမန္တန်ကိုရွတ်ဆိုရင်လူမဲကိုတားစီဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ဥစဉ်ကတော့မြေတားတွေကိုပို့သားရင်ဖျားကုံတော်တွေကိုသာပွားများလို့หนีခဲ့တာပေါ့။လူမဲကလည်းဥစဉ်ကိုတော့မရှောင်းပဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ပါတော့တယ်။လူမဲဟာဘလောက်ပဲအစွမ်းတွေကိုဥစဉ်စီလွတ်လွတ်ဥစဉ်ကတော့ကြောက်တောင်ကြီးပေါ်မှာတုံးတုံးတော့မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့လို့လေလူမဲဟာအစစ်မြင့်တဲ့အွန်လိုင်းပညာရပ်တွေကိုထုတ်သုံးခဲ့လိုက်တဲ့အခါမှာတော့ဦးစင်တယောက်မိွေတော်တဲ့အထိမရောက်အောင် ထိန်းချုပ်လို့နေခဲ့လိုက်ရပါသေး။လူမဲဟာဦးစင်ကိုဘလုံးမမတိုက်ခိုက်နိုင်တာကြောင့်အစီကံမွေကြီးကိုစင့်ခေါ်ခဲ့လိုက်ပါတော့တယ်။မွေကြီးကလည်းလူမဲရဲ့အနာကိုတပြေးပြေးနဲ့ရောက်ရှိလို့လာခဲ့တာပေါ့။ ငွေကြီးရောက်လာတဲ့ခါမှာတော့ဦးစင်းကိုအစိမ့်နဲ့မှုတ်ပြီးတက်ခိုင်းပါတော့တယ်။ငွေကြီးကလည်းဦးစင်းကိုကြိုးစားပြီးလောက်ကျန်ပေးခဲ့ပေမဲ့လို့လည်းဦးစင်းရဲ့တကူတော်တွေချောင်းအနာကိုတော့မကန့်နိုင်ခဲ့ပါဘူး။ငွေကြီးဟာဇွဲမချောပဲဦးစင်းကိုအမျိုးမျိုးလောက်ကျန်ဖို့အတွက်ကြံစည်လို့နေခဲ့တာပေါ့။နောက်ဆုံးမှာတော့ဦးစင်းလည်းအတင်းပါလာတဲ့ရေမန်းကိုထုတ်ကာငွေကြီးကိုလှမ်းပတ်ခေလိုက်ပါတော့တယ်။ငွေကြီးခမရေပန်းထီပြီးပူလောင်လွန်းလာတာကြောင့်အဝေးကိုထွက်ပြေးလို့သွားခဲ့တာပေါ့လူမဲလည်းစိတ်တူလို့သွားခဲ့ပြီးသူ့ရဲ့ပညာရ တွေကိုအကုန်ထုတ်သုံးဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ပါတယ်။အရှင်ဘုရားကဒီလောက်တော့အစွမ်းထက်နေမှာတော့တပည့်တော်ရဲ့အောက်လန်းပညာကိုအဆုံးစွန်ဒီထုတ်သုံးရတော့မှာပေါ့။အရှင်ဘုရားအခုချိန်ပြန်ရင်မိသေးတယ်နော်။ဒီမှာတပည့်တော်အဆုံးအဆုံးနဲ့လူမဲဟာရုတ်တရက်ဆိုလိုပဲမျက်လုံးနီနီကြီးတွေဖြစ်သွားပြီးအရက်ထောင်ထောင်မောင်မောင်နဲ့ကြောက်စရာကောင်းတဲ့ပုံစံကိုပြောင်းလဲလို့သွားခဲ့ပါရယ်။ကဲဘုန်းကြီးအတင်မတော်သေးဘူးလား။ ဇောနာကလူဖြစ်နေလို့ခမ ्या ကိုညှရင်ညာပဲအခုကျုပ်ကသူ့ခန္ဓာကိုယ်ရဲ့ကိုဥဝင်လိုက်တဲ့တကောရှင်ပဲခမ ्या ကိုချက်ချင်းထွက်သွားရင်မိသေးတယ်နော်မဟုတ်ရင်တော့ခမ ्या ကိုအသေးသက်ပြစ်မယ်ဘုန်းကြီးရဲ့ဒီလိုဆိုလေတကကြီးကိုဥစဉ်နောက်ဆုံးအကျင့်အဖြစ် တောင်းဆိုပေးရစီနော်မကောင်းတဲ့လုပ်ရက်တွေကိုရက်တန်းပြီးကုသိုလ်တွေကိုလုပ်ပါလာကွယ်ကံကံဤအကျိုးဆိုတာရှိတယ်တကကြီးအကုသိုလ်တွေကိုစက်တိုက်လုပ်နေမယ်ဆိုရင် တန်တရာတစ်ပတ်ပြန်လဲလာတဲ့အချိန်တကကြီးဒီစင်းရဲ့ဒုက္ခတွေကို ပြန်ခံစားနေရမယ်နော်တကကြီးရဲ့မကောင်းတဲ့အစွမ်းတွေကိုဦးချင်းစီမှာစွန့်လိုက်ပါတကကြီးရဲ့လူမဲကတော့သူ့ရဲ့မကောင်းတဲ့အစွမ်းတွေကိုလွှင့်ပစ်ဖို့နေနေတာဦးချင်းကိုတိုက်ခိုက်ဖို့အတွက်တစ်ပင်ဘောကနေပြေးစင်းလို့လာခဲ့ပါတယ်ဦးချင်းစီသွားပြီးတိုက်ခိုက်ဖို့အတွက်လောက်ပေးမယ်လို့လဲဦးချင်းရဲ့တကောတော်တွေကြောင်းအနောက်ကိုပဲပြန်ဆုတ်သွားခဲ့ရပါတယ် နတ်ဆိုးဖြစ်သွားတဲ့လူမဲဟာဦးစင်းကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတာအမျိုးမျိုးတွေးတောလို့နေခဲ့တာပေါ့တဖက်မှာလည်းလင်းစင်လေးရဲ့အပေါ်မှာဦးစံမာတယောက်တွေးထွက်လွန်ပြီးတတိလက်မိန်မျောလို့နေခဲ့ပါတယ်မြေပြင်မှာရှိနေတဲ့နတ်ဆိုးဟာလည်းဦးစင်းကိုအဆက်မပြတ်တိုက်ခိုက်လို့နေတာပေါ့ရုတ်တရက်ဆိုသလိုပဲဦးစင်းဟာနတ်သားပုံစံကိုပြောင်းလဲလွတ်သွားခဲ့ပါတယ် တကယ်တော့တောင်းဆောင်တဲ့ဟာဦးစင်းရဲ့ပုံစံကိုတုံးပြီးနတ်ဆိုးကိုတရားချဖို့လုပ်ခဲ့ပြီမဲ့လို့လေခေါင်းပါပြီးအညိုကြီးတဲ့လူမဲကြောင့်အစီအစဉ်အားလုံးပြတ်ခဲ့ရပါပြီ။ဒါကြောင့်လဲပုံစံအမှန်ကို ပြောင်းပြီးမကောင်းတဲ့လုပ်ရက်တွေကိုရက်တန်းကရက်ဖို့အတွက်တတိပေးခဲ့လိုက်တာပေါ့။ဒီမှာတစီကြီးအတင်းကိုဦးစင်းအဖြစ်ဖန်ဆင်းပြီးတရားချခဲ့ပြီးပြီ။အတင်းကဦးစင်းရဲ့ခွင့်လွတ်တနာမှုတွေကိုအခွင့်ကောင်းယူပြီးမန်တက်နေတယ်။ဒါကျွန်ုပ်ရဲ့ပုံစံအမှန်ပဲ။ အတင်ကျွန်ုပ်နဲ့တိုက်ခတ်ရှင်သေးလားကျွန်ုပ်ကတော့ဦးစင်းလို့တင်းကိုခွဲလို့မှမဟုတ်ဘူးနော်အတင်ကိုလူတွေထိုးနှက်လို့အတင်စိတ်နာတာဖြစ်တဲ့ဒါပေမဲ့အတင်ပြန်တော့မတုံ့ပြန်သင့်ဘူးသူများရဲ့အမားကအတင်ရဲ့အမားပြန်ဖြစ်သွားမှာပေါ့လူလောကကိုရောက်တော့ကောင်းမှုကုသိုလ်တွေပဲလုပ်ပါတော့လားကျွန်ုပ်ကပုံမှန်ဆိုရင်လူပေါင်းလောကကကိစ္စတွေကိုဘယ်တော့မှဝေမနှောက်ရှက်တတ်ဘူးအခုကအတင်အယမ်းလွန်လာလို့ဝင်ပါရတာ မုတ်ဆိုးကြီးကအတင်းပေါ်မှာဘာအမှမရှိပဲအတင်းဘာလို့တက်ရှင်နေရတာလဲအတင်းရဲ့လုံရတွေကိုဒီမှာရက်ရင်ကျွန်တော်အတင်းကိုခွင်းလွတ်ပေးပါမယ်လူမဲနဲ့ဆိုဟာအခုထိအတီတရားရပုံမပေါ်သေးပါဘူးသူရဲ့စွမ်းအားရအားလုံးကိုဆူလိုက်ပြီးတောဆောင်နဲ့ကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့လိုက်တာပေါ့ အမြင့်တဏီယာကနေခုံရှားပြီးတောဆောင်နှက်ကိုတိုက်ခိုက်ဖို့ပြေးလာခဲ့ပြီမယ်လို့လဲတောဆောင်နှက်ရဲ့တကိုးဆွမ်းအားတွေကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူးဘလို့မှတိုက်ခိုက်လို့မရတာကြောင့်နှက်ဆိုးဟာတစ်ပင်ကြီးတွေရှိရာနေရာစီကိုပြေးလို့သွားခဲ့ပြီးတစ်တုံးတွေကိုမကတောဆောင်နှက်စီကိုလှမ်းပစ်ခဲ့လိုက်ပါတော့တယ်တောဆောင်နှက်ရဲ့တကိုးတွေကြောင့်တစ်တုံးတွေဟာအဝေးကိုသာလွင့်ထွက်လို့သွားခဲ့တာပါ ဒီလိုနဲ့ပဲတညာလုံးတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့ပါတယ်။သူတပြန်ကိုတပြန်တိုက်ခိုက်ကြရင်အနိုင်အယုံမပေါ်ဘဲမိုးလင်းခဲ့ရတာပေါ့။မနက်အာယုံတက်အလင်းရောင်ထွက်ပေါ်လာချိန်မှာတော့နတ်ဆိုးတယောက်စတင်အားနည်းလို့လာခဲ့ပါတယ်။နေရဲ့အလင်းရောင်ဟာလူမဲမှာရှိတဲ့အောက်လန်းပညာတွေကိုအားလုံးပျောက်ပြစ်လို့သွားစီခဲ့ပါတယ်။လူမဲလည်းအောက်လန်းပညာတွေပျောက်ကွယ်သွားတာနဲ့ပုံမှန်လူအတိုင်းပြန်လည်ဖြစ်လို့သွားခဲ့ရတာပေါ့။ ပုံမှန်လူအတိုင်းပြန်ဖြစ်သွားခဲ့ပြီမဲ့လို့လေအသားရေဟာငကိုကားထက်အစာပေါင်းများစွာမီးဖုတ်ခံထားရသလိုမဲတဲလို့နေခဲ့ပါတော့တော်ဆောင်နဲ့လေလူမဲရှိရနေရာကိုလာပြီးအယမ်းမခံစားရစေဖို့သူအစွမ်းနဲ့အတက်နိုင်ဆုံးကုသလုပ်ပေးနေခဲ့ပါတယ်။ဘာမှမကြောက်နဲ့အတင်းကိုကျွန်တော်ဘာမှမလုပ်ဘူးအတင်းကိုအတက်နိုင်ဆုံးကုသပေးပါမယ်စိတ်အေးထားပါ ်ဒေါဆောင်နဲ့ဘလောက်ပဲကဲကဲလူမဲတယောက်သူ့ရဲ့အကုသိုလ်ကံကအကျိုးပေးသွားတယ်ထင်ပါရဲ့ဗျာဘယ်လိုမှမကင်နိုင်တော့ပဲနောက်ဆုံးမှာတော့လူမဲဟာအသက်ထွက်လို့သွားခဲ့ပြီးပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်ဒေါဆောင်နဲ့ကလည်းလူမဲနဲ့ကိစ္စပြတ်သွားခဲ့တာကြောင့်တပင်ဘော်ကလင်းစင်လေးပေါ်မှာလဲလျောင်းနေတဲ့ဦးစံပါကိုတတိယလို့သွားခဲ့ပါတယ်ဦးစံပါစီကိုသွားပြီးတတိပြန်လဲလာအောင်အစွမ်းကုန်ကူတာလို့ပေးနေခဲ့တာပေါ့အတင်းကဒီဘုကံပါတီကိုအတင်းကိုငကိုတိုင်းပြန်ကောင်း အကျွန်ုပ်ကုသပေးခဲ့ပါမယ်အတင်းပြန်ရှင်းလာရင်လဲမကောင်းမှုတွေကိုမလုပ်ပါနဲ့တော့သူတပားအသက်ကိုတတ်တယ်ဆိုတာလေဖရားမကြိုက်နှကောင်းနှမျက်တွေလည်းမကြိုက်ပါဘူးတင်းကိုကျွန်ုပ်ဘဝအသက်ပေးမှာမလို့အတင်း၅ပါးဒီလာကိုလုံအောင်ဆောင်ထင်းပြီးကုသတရားတွေပွားများပါတော့နောက်ထပ်ပဲတော့မှသူများအသက်ကိုမတတ်နေတော့နော်ကဲကဲကျွန်တော်လည်းအတင်းကိုလှုပ်ပေးနိုင်သလောက်လှုပ်ပေးပြီးပြန်တော့အတင်းရဲ့အပိုင်းဖြစ်သွားပြီနော် ကျေးဇူးတင်ပါတယ်တောဆောင်နေကြီးရဲ့တောဆောင်နေကြီးပြီးရဲ့အသက်ပဲရှိတော့တာပါဗျာတောဆောင်နေကြီးပြောတယ်လို့ကျွန်တော်တသွေးမသိလောက်ဆောင်ပါမယ်နော်နောက်ထပ်လည်းဘသူရဲ့အသက်ကမသက်တော့ပဲရိုးရိုးသားသားနဲ့ရှာဖွေလို့ရလာတယ်ပတ်သက်နေပဲစားတော့ပါတော့မယ်ကျွန်တော်ကြောင့်နောက်နောက်ဘသူကိုမှမထိခိုက်အောင်အတက်နိုင်ဆုံးနေပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ဗျာ ဦးဆန်းပါဂတိပေးလိုက်တာနဲ့တောဆောင်နယ်လေပျောက်ကွယ်လို့သွားခဲ့ပါရယ်ဦးဆန်းပါဟာတောဆောင်နယ်ရဲ့တကိုးဆွမ်းအားတွေကြောင့်တန်ရာအလုံးပျောက်ကွင်းလို့သွားခဲ့ရပါရယ်တိမ်စရာရှိတာတွေကိုတိမ်ပြီးဒေါ်ရဲကနေရွာကားအင်္ဂလိပ်စီကိုပြန်လွန်လာခဲ့ပါရယ်အဲ့ဒီချိန်ကနေစပြီးဦးဆန်းပါဟာလောဘဒေါသတွေမရှိတော့ဘဲအေးအေးဆေးဆေးပျော့ပျော့ရှိရှင်ဘဝကိုဖျက်ဆီးသွားပါရယ် တစ်ဖက်မှာတော့လူမင်းဟာသူ့လုပ်ခဲ့တဲ့အကုသို့ကံကြောင်းငရဲမှပြန်ပြီးပေးဆက်လုံနေခဲ့ရပါပြီ။ဒီပွားပွားစုံနေတဲ့အိုးကြီးထဲမှာဘယ်ကိုမှသွားမရအောင်ကိုဖြစ်လို့နေခဲ့ချတာပေါ့။ငရဲပြီးမှတော့အော်တန်ပေါင်းစုံကိုကြားလုံနေခဲ့ရပြီးဘလို့မှလွတ်လပ်မရှိတဲ့နေရာဖြစ်လို့နေပါရဲ့။ပေါ်ပွဲစုရဲ့ CEO ထဲမှာနှိမ့်ဆက်ခံရရုံနဲ့မကသေးပဲအပေါ်ကိုတက်ဖို့ကြိုးစားလိုက်မှလည်းငရဲသားရဲ့ဓားချွန်တွေနဲ့ထိုးတာကိုခံခဲ့ကြရပါသေးတယ်။ အပြင်းထန်ကန်စားရပြီးတည်ဆုံသွားလိုက်စီပူအိုးကြီးထဲမှာပဲပြန်လဲရှင်သန်ပြီးဒုက္ခခံစားလိုက်နဲ့အထက်ထက်ခါကပေးဆက်ခဲ့ကြရတာပေါ့။ဒါဟောတင်လောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်တင်ပြန်ပေးဆက်ရတာပဲ။လူပြည်မာတော့ကသူများအသက်ကိုတတ်ခဲ့တဲ့မကောင်းတဲ့အကျင့်တွေကိုကျင့်ခဲ့လို့အခုလောဆင်းရဲဒုက္ခရောက်ရတာပေါ့။အဲဒီလိုဝစ်စင်းရဲတွေနောက်ထပ်မဖြစ်စေဖို့အပြစ်ကြွေးကိုဆက်ရင်တန်ဝေကယူပါလို့သား။ ငရဲပြည်မှာတော့ငိုကြွေးတန်တွေအော်ရဲတန်တွေနဲ့စူညာလို့နေပါတယ်။လူမဲရဲ့အဖြစ်ကိုကြီးပြီးတနာပြင်မဲ့လို့လည်းအာကုတို့ကြောင့်ဖြစ်တာဆိုတော့လေဘယ်သူမှမကူညီနိုင်ဘူးပေါ့။လူပြည်မှာကိုလောက်ခဲ့တဲ့အာကုတို့ကံတွေဟာငရဲပြည်ရောက်ရင်တော့အစာပေါင်းများစွာ ပြန်ကန်စားရတာပေါ့။ဒီတလန်လေးကိုကြည့်ပြီးကျွန်တော်ရဲ့ရှစ်ပိတ်သက်တွေလည်းရာခဲလာတဲ့လူဘဝမှာ လောဘဒေါသမောဟတွေကိုအတက်နိုင်ဆုံးရှောင်ချရင်သူတော်ကောင်းတရားတွေကိုကျင့်ကြံအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်လည်းဒီကနေ့ရဲ့ဇလံလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေအဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ